ထိုင်းမြန်မာနယ်စပ်မှာကြားဖြန့်လုပ်ငန်းတွေဟာ Starlink Internet ကိုအသုံးပြုလုပ်ကင်နေတယ်ဆိုတဲ့တွေ့ရှိချက်တွေကြောင့် American Concrete ရဲ့စီးပွားရေးဆိုင်ရာပူပေါင်းကုမ္ပဏီက Starlink Company ကိုဇူလိုင်လကစပြီးကြားနာမှုတွေလှုပ်ဆောင်နေတယ်လို့ AFP သတင်းဌာနကဖော်ပြပါဗျာ။မြန်မာနိုင်ငံမှာ Starlink ဂျိုရူအင်တာနက်အသုံးပြုခွင့်ကိုအာဏာသိမ်းစစ်တပ်ကတားမြစ်ထားတာကြောင့်သုံးဆွဲသူတွေကထိုင်းနိုင်ငံကတဆင့်မှာယူအသုံးပြုနေရတာပါဒီအချိန်မှာတရားဝင်ဝယ်ယူသုံးဆွဲခွင့်မရှိတဲ့မြန်မာဘက်ခြမ်းကနေရာတချို့မှာတော့ အင်တာနက်ပြတ်တောက်မှုတွေကြုံတွေ့နေရတယ်လို့ဝန်ဆောင်မှုလုပ်ငန်းလုပ်ကင်သူတွေကပြောပါတယ်ထိသွားတဲ့သူတွေကတော့ဒီမြောက်ရီဒီဘက်ခြံကလူတွေတော့ထိသွားကြတယ်အဲ့ဒီဟာတော့တထင်းပြက်ကြရတော့ဘောနော်ဒါပဲဒီဘက်မှာတော့ကျွန်တော်တို့ဒီဘက်မှာတော့အဲခက်လုတ်လုတ်ပဲဖြစ်နေတာပေါ့တိတ်ယူတော့မတိချာတော့ဘူးပေါ့ဒီဘာလို့ဆိုဒီဘက်မှာဝယ်ထားတဲ့ Starling 9ကလည်းပြောမယ်ဆိုရင် ID နဲ့တရားဝင်သုံးဆွဲခွင့်နဲ့ဝယ်ထားတာမျိုးလည်းမဟုတ်ဘူး ID တင်ပြီးတော့ လောက်ထားတဲ့စက်တွေလည်းမဟုတ်ဘူးဗောနော် Facebook အကောင့်လိုမျိုးဗောဗျာသူ ID မတင်ထားဘူး ID မတင်ထားလို့ရှိရင်ချိန်မြေပြတ်ကျသွားနိုင်တယ်ဗောတင်ထားခဲ့တဲ့ဟာတွေကလည်းအတုတွေဗောနော် fake တွေနဲ့တင်ထားတာဗောအဲ့တော့ကြောင့်မို့ဒီမှာတော့နည်းနည်းအဲစိုးရိမ်မှုတော့ရှိတယ်ဟုတ် Elon Musk ရဲ့ American အခြေစိုက် Agatha Company SpaceX ကထုတ်လုပ်တဲ့ Starlink ဂျိုရုအင်တာနက်ဟာကမ္ဘာတစ်ဝှမ်းကအင်တာနက်လက်လန်းမမီတဲ့နေရာတွေမှာအသုံးပြုကြတာဖြစ်ပါတယ်။ စတားလင်ကိုမြန်မာနိုင်ငံမှာတော့တော်လိုင်းအင်အားစုတွေတိုင်းဒေသတော်လိုင်းအတက်တွေထိန်းချုပ်ရာနေမြေတွေနဲ့အွန်လိုင်းငွေကြေးလိမ်လည်တဲ့ကြားဖြန့်ခိုင်းခြေဆက်ရာထိုင်းမြန်မာနယ်စပ်နေရာတွေမှာအများဆုံးအသုံးပြုနေကြတာပါအနာဒိစတက်ကဒေါ်လာယင်းအင်အားစုတွေရဲ့ထိန်းချုပ်နေမြေတွေကိုဖုန်းလိုင်းအင်တာနက်လိုင်းအဆက်အသွယ်တွေဖြတ်တောက်ထားတာဖြစ်လို့ဒီဒေသတွေမှာသတင်းအချက်အလက်ရရှိရေးငွေပို့ငွေလှည့်ပညာရေးကျန်းမာရေးစတဲ့အင်တာနက်ဆိုင်ရာအသုံးပြုမှုတွေအတွက် စတားလင်ကိုအသုံးပြုလုပ်ကိုင်နေကြရတာဖြစ်ပါတယ်ဒီစတားလင်တို့ IV Star တို့လိုမျိုးအာ satellite internet service provider တွေပေါ့နော်ဒီဟာတွေကတော့အများကြီးအထောက်အကူပြုနေတယ်အာနောက်ပြီးတော့ဟိုကျမတို့ဒီနီးလန်းနေပဲ တယောက်နဲ့တစ်ဖက်နဲ့တစ်ဖက်အဆက်အသွယ်မပြတ်သွားအောင်နောက်ပြီးတော့ဒီတွန်လှန်ရေးကလာအတွင်းမှာတချို့သောအာကိစ္စရက်တွေပွင့်လင်းမြင်သာမှုရှိအောင်ရောဒါဒီအင်တာနက်လိုင်းရှိနေလို့ပဲတချို့သောသတင်းစကားတွေကကျမတို့နားထဲကိုရောက်လာတာပေါ့နော်နောက်ပြီးတော့ဒီအမြေပြင်မှာဖြစ်ပျက်နေရတဲ့အကုန်လုံးကိုလည်းအာပြည်ပအချိန်နဲ့တပြေးညီသိနေရဆိုတာဘာလို့လဲဆိုရင်ဒီအင်တာနက် service တွေကြောင့်ပဲသိနေရပေါ့နော်2025နှစ်စံပိုင်းကထိုင်းမြန်မာနယ်စပ်မှာတရုတ်မင်းသားတအူးပျောက်ဆုံးရာကစတင်ပြီ နေဆက်ကကြားဖြန့်ကိုင်းတွေပပျောက်ရေးအတွက်ထိုင်းမြန်မာတရုတ်ပူးပေါင်းနှိမ်နင်းအနေနဲ့မြောက်ရီနဲ့ရှီကိုကိုမျိုးသစ်ကိုထိုင်းနိုင်ငံဘက်ကအင်တာနက်လျှက်စစ်ပြီးစက်သုံးစီနဲ့ကွန်ပျူတာတင်သွင်းွက်နေပိတ်ပင်ထားခဲ့ပါတယ်။ဒီလိုပိတ်ပင်မှုကြောင့်ဒေသခံတွေကိုတက်ရောက်မှုရှိခဲ့ပေမဲ့ကြားဖြန့်လုပ်ငန်းတွေမှာတော့လျှက်စစ်မီနေရာမှာမိစက်အစားထိုးအင်တာနက်နေရာမှာစတားလင်ဝန်ဆောင်မှုကိုရယူပြီးဆက်လက်လည်ပတ်နေခဲ့တယ်လို့ဒေသခံတွေနဲ့နှိစက်တဲ့သတင်းရင်းမြစ်တွေကပြောပြပါဗျာ။ အော်တိုဘာလ14ရက်နေ့ကဖော်ပြခဲ့တဲ့ AFP ရဲ့သတင်းမှာတော့ကြားဖြတ်လုပ်ငန်းတွေလှုပ်ဆောင်တဲ့မြောက်ရီမျိုးကအစာအုပ်တွေရဲ့ခေါင်မိုးတွေပေါ်မှာ Starlink ဘန်းတွေတွေ့ရှိခဲ့ရကြောင်းကိုဂျိုရုတပ်ပုံတွေသတင်းတပ်ပုံတွေနဲ့အတူဖော်ပြခဲ့ပါတယ်အဲ့တော့ဒီတော့နိုင်ငံလုံးလုံးထင်တာပေါ့။ဘာကြောင့်လဲဆိုတော့ဒီရုပ်ဒီတို့တချို့နိုင်ငံရာသားတွေကပတ်စံရှိကြတာပဲလေ။ပြီးတော့စတားလင်းရောဝယ်သုံးလုံးနိုင်တာပေါ့။အခုဒီမှာထိုင်းကမီးကဖြတ်လိုက်တော့ အဲ့ဒီအလုံဆိုင်တွေတဲမှာမီးစက်ဆန်တွေကြားရတာပဲဒီဇယ်တွေပွဲပြီးတော့ဒီဇယ်ဆက်ကြီးတွေနဲ့နှိုးပြီးတော့အသုံးပြုကြတာပဲမြောက်ရီမြို့မှာပြည်သူအများစုအနေနဲ့ဖုန်းစင်ကက်ကနေရရှိတဲ့အင်တာနက်ကိုပဲအဓိကထားအသုံးပြုကြတာဖြစ်တဲ့အတွက် Starlink ပြတ်တောက်သွားမယ်ဆိုရင် ကြီးကြီးမားမားထိခိုက်မှုရှိနိုင်မှာမဟုတ်ဘူးလို့မြောက်ရီဒေသခံတွေကပြောပြကြပါတယ်။ဒါပေမဲ့ကြားပြတ်လုပ်ငန်းတွေကြောင့်မြန်မာနိုင်ငံမှာ Starlink လုံးဝအသုံးပြုလို့မရအောင်လှုပ်ဆောင်မယ်ဆိုရင် စစ်ကောင်ရှင်တပ်ရဲ့ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေဖြတ်တောက်ခံထားရတဲ့ဒေသတွေအတွက်အများကြီးရိုက်ခတ်မှုတွေရှိနိုင်တယ်လို့အသုံးပြုနေသူတွေကဆိုပါတယ်အာကျမတို့လိုမျိုးဒီတော်လှန်ရေးအဖွဲ့အစည်းတွေကတော့အာနံပါတ်1အထိကိုက်ဆုံးတော့ဖြစ်လိမ့်မယ်လို့ထင်တယ်။ဘာဖြစ်လို့လဲဆိုတော့ကျမတို့ကအာလိုင်းလုံးဝမရောက်တဲ့နေရာတွေမှာဆိုရင်ကျန်တဲ့ကဏ္ဍတွေအကုန်လုံးကိုလဲပတ်ဖို့အတွက်ကဒီ Starlink ပေါ့နော်။ Starlink လိုမျိုးဟို internet ဟို satellite internet တွေကိုပဲအားကိုရတယ်အဓိကက तू ကတော့ portable ဖြစ်တယ်တည်ရတာလည်းအရန်လွယ်ကူတယ် setup ချတာလည်းအရန်လွယ်ကူတယ်ပေါ့နော် ဆိုတော့ဟိုတခြားသောမြန်မာနိုင်ငံကိုစတာလင်ပိတ်ဖို့အတွက်ဥတည်ကြတဲ့အကြောင်းရင်းတွေတော့ဟိုတွေ့ရတယ်ဒီအဓိကတော့အာဒီရွှေကုတ်ကိုတို့နေရာမျိုးတွေပေါ့နော်ကြားဖြန့်နေအဓိကဟိုရုံးဆိုင်တဲ့နေရာမျိုးတွေပေါ့နော်ဒီနေရာတွေမှာစတာလင်တွေအများကြီးတုံးတာတွေ့လို့ဆိုတဲ့အကြောင်းမျိုးတွေတော့သတင်းတွေမှာဖတ်ရတယ်ဒါပေမဲ့ဟိုကျွန်မတို့အယူဆအရဆိုလို့ရှိရင်တော့ဒီဒေတာတွေကတော့ဟိုဒီစတာလင်ကိုဖျက်တောက်လိုက်လို့ရှိရင်လည်းတခြားသော satellite internet service provider တခုနဲ့ပဲသူတို့ကဆက်လက်လဲပတ်အောင်မှာပဲပေါ့နော် ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းကအမေရိကန်ဗန်နာယေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရအရှိတောင်အာရှမှာရှိတဲ့ငွေလိမ်လည်မှုတွေကြောင့်အမေရိကန်နိုင်ငံသားတွေအနေနဲ့2024ခုနှစ်တစ်ခုထဲမှာပဲအမေရိကန်ဒေါ်လာ10ဘီလီယံကျော်ဆုံးရှုံးနေရတယ်လို့ထုတ်ပြန်ထားပါတယ်ဒီလုပ်ငန်းတွေရဲ့အဓိကနေရာ16ခုကိုထုတ်ပြန်ခဲ့ပြီးမြန်မာနိုင်ငံက9နေရာပါဝင်ခဲ့ပါတယ် ဒီကိုးနေရာစလုံးဟာထမ်းမြဝနယ်ဆက်ရွှေကုတ်ကုံမြို့တက်မှာတရှိနေတာဖြစ်ပြီးကရင်နယ်ခြားဆောင်တပ် BGF အမိပြောင်းကရင်မျိုးသားတပ်မတော် KNA ရဲ့အကာအကွယ်အောက်မှာလေပတ်နေတာလို့ဆိုထားပါဗျ။အမေရိကန်ပါဝင်အနောက်ဥရောပနိုင်ငံတွေအနေနဲ့ချားပြန့်လုပ်ငန်းနဲ့ပတ်သက်တဲ့တာဝန်ရှိသူတွေကိုပိတ်ဆို့အရေးယူမှုတွေလှုံ့ဆော်ထားပြီးဒီလုပ်ငန်းတွေအတွက်အထောက်အပံ့ဖြစ်နေတဲ့ Starlink Company ကိုလည်းစစ်ဆေးမေးမြန်းမှုတွေလှုံ့ဆော်နေတာဖြစ်ပါဗျ။ Starlink ဝန်ဆောင်မှုဖြတ်တောက်ရေးဟာချားပြန့်တိုက်ဖြတ်ရေးအတွက်အရေးပါပေမဲ့ တော်လိုင်းတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ဒေသတွေမှာလည်းအာကိုအာထာပြုနေရတာဖြစ်တဲ့အတွက်စီစစ်ပြီးမှဝန်ဆောင်မှုတွေပိတ်သိမ်းတာမျိုးလုပ်ဖို့အတွက်အမေရိကန်ရောမြန်မာတွေကဥဆောင်ပြီးအမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနကိုလက်မှတ်ရေးထိုးတောင်းဆိုမှုတွေလည်းလှုပ်ဆောင်နေကြပါတယ်။အဲ့တော့ကျွန်တော်တို့တောင်းဆိုတာကတော့နော်ဒီလူမှုရေးလုပ်တဲ့လူတွေကိုဆက်လက်ပြီးတော့ဒီ Starlink ကိုဆက်ပြီးတော့တုံးလို့ရအောင်ခင်ဗျားတို့တနည်းနည်းလုပ်ပေးပါဘောနော်။ ပြီးတော့မှဒီကြားဖြန့်လုပ်တဲ့လူတွေနဲ့စက္ကစနယ်ဘက်ကိုပိတ်ပါပေါ့အဲ့ဒီတော့သူတို့ကဒီလုံနီးကန်နီးနီလာကတော့သူတို့တိပါပေါ့ညာနော်ကျွန်တော်တို့ကအဲ့ဒါတော့သူတို့သွားပြီးတော့အတိအကျပြောလို့မရအောင်ကျွန်တော်တို့လည်းနားမလဲဘူး